皆さんこんにちは。久しぶりですね。久しぶりですね。え、ディネマ私が皆さんのこうお願いへအတုံးလေးကိုပြပြမှာဖြစ်ပါတယ်ဆိုတော့ရှိရဲ့အဲတော်တော်များများတပည့်တွေမိတယ်ဒီမိကောခဏခဏလည်းမိခံရပါတယ်ဆန်စီအိုနေကောနဲ့ဟိုဘယ်လိုခွဲမလဲဘယ်လိုနေရာမှာတုံးလဲဆိုပြီးအမြဲတမ်းမိတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာဝါရှိကအိုနေကောရဲ့အတုံးလေးတွေကိုပြပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဝါရှိနဲ့တူတူအဆုံးထိကြည့်လိုက်ရအောင် စကားမဆက်မင်းဆန်ဒီလရဲ့23ရက်နေ့မှာ M4 and 3 level speaking အတန်းဖွင့်မှုရှိပါတယ်ဆိုတော့ M4 and 3 level မှာမင်းဆန်တို့စကားမပြောရသေးတဲ့သူတွေစကားပြောမထွက်သူတွေပြီးတော့ဝတ္တရှိနဲ့စကားပြောချင်တဲ့သူတွေပြီးတငယ်ချင်းနေနေပေါ့နော်အာဂျပန်လိုပြောချင်တဲ့သူတွေကဝတ္တရှိရဲ့အတန်းလေးကို join လို့ရပါတယ် ီတန်းမှာဆိုရင်ဂျပန်လိုစကားပြောလေးချင်ုံနေတာမကပဲနဲ့ဂျပန်နိုင်ငံအကြောင်းတွေဂျပန်ရဲ့ရည်ကြီးမှုအကြောင်းတွေပါပြပြပေးတာမှာဖြစ်လို့စိတ်ဝင်စားလဲဆိုရင် join လို့ရပါတယ်။အဲဒါသေးစိတ်ကိုတော့ page မှာလည်းကြည့်လို့ရသလိုရှေ့ရဲ့ messenger မှာလည်းလာပြီးတော့ mail လို့ရပါတယ်။အရင်ဆုံးအဲ့ဒီ one go ကဘာလဲပေါ့နော်။ပါလေဆိုတော့ဝရရှိတို့ကဂျပန်စကားပြောတဲ့အခါမှာဂျပန်စကားတွေရေးတဲ့အခါမှာစာရီးရေးတဲ့အခါမှာဖြစ်ဖြစ်ပြောတဲ့အခါမှာပဲဖြစ်ဖြစ် ရင်ကြီးကြီးပြောချင်တဲ့အခါမှာသကလုံးလေးရဲ့အရှိမအိုတို့ကော့တို့ပါတာလေးတွေရှိတယ်ဆိုတာတတိထားမိမယ်လို့ထင်တယ်။ဆိုတော့ရင်ကြီးဖြစ်သွားအောင်လို့ဒီသကလုံးလေးတွေကိုထည့်ပြီးတော့ရေးတာဖြစ်ပါတယ်။ဆိုတော့ဝရရှိတို့ကရင်ကြီးကြီးပြောချင်တဲ့အခါမှာရင်ကြီးကြီးတုံတုံပြီးတော့ရေးချင်တဲ့အခါမှာအဲ့ဒီဟာလေးတွေကိုထည့်ပြီးတော့တုံးပါတယ်။ဆိုတော့ ။ဦးနေကိုဘလိုခွဲမလဲဆိုတော့သူ့မှာလူအလူလေးရှိတယ်ပေါ့နော်။စီမင်းလေးရှိပါတယ်။နှစ်ဆနုတည်တဲ့အတိုင်းပဲဂျပန်စာမှာဆိုရင်ခွန်ယော်မီဆာရှိတယ်။အွန်ယော်မီဆာရှိတယ်။ခွန်ယော်မီဆာဘာလဲဆိုတော့ဝါကော့ပေါ့နော်။ဝါကော့ဆိုတာဂျပန်စကားလုံးဖြစ်ပါတယ်။အွန်ယော်မီဆိုတာကတော့ခန်းကော့လို့ခေါ်တဲ့တရုတ်စကားလုံးဖြစ်ပါတယ်။ဆိုတော့နှစ်ဆနုအွန်ယော်မီခွန်ယော်မီဆိုတာအတီပီတာပေါ့လीနော်။ဆိုတော့ဝါကော့တွေဖြစ်တဲ့ဂျပန်စကားလုံးတွေရဲ့အရှိမဆိုရင်အိုတော့နေခန်းကော့တွေဖြစ်တဲ့တရုတ်စကားလုံးတွေရဲ့အရှိမဆိုရင်ဂေါ့အတော့နေ ်ဆိုပြီးတော့အခြေခံဒူးဒူးလေးရှိပါတယ်ဆိုတော့ ఓ ရဲ့ဥမာလေးအနေနဲ့ပြောမယ်ဆိုရင်တော့ ఓ နာမရဲ့ ఓ ချာ ఓ ဟာနာရှိ ఓ ခာနေ ఓ မီဇုစသဖြင့်တုံးပါတယ်ဂောရဲ့ဥမာလေးအနေနဲ့ကတော့ကောခဆုခုကောလန်လာခုကောယောယာခုကောအန်နိုင်စသဖြင့်ဝရရှိတို့တုံးပါတယ်ဆိုတော့အိုမာဆိုရင်မနေ့ကအိုမီဇူဟလာအိုချာတို့ဒါတွေက ခွံ့ယုံမီတွေဖြစ်ပါတယ်ဂျပန်စလုံးတွေဖြစ်ပါတယ်ကောမှာဆိုရင်ကောလန်လာခုဂေါခါဆိုခုဒါတွေကအွံ့ယုံမီတွေဖြစ်တဲ့တရုတ်စကလုံးတွေဖြစ်ပါတယ်အဲ့လိုမျိုးသုံးတာပေါ့နော်ဆိုတော့ဒါလေးတွေကအခြေခံစီမင်းလေးတွေပေါ့နော်ဒါပေမဲ့သူ့မှာလည်းပဲချွင်းချက်လေးတွေရှိပါတယ်အဲအွံ့ယုံမီဆိုပေမဲ့အိုကိုသုံးတာတွေခွံ့ယုံမီဆိုပေမဲ့ဂေါကိုသုံးတာတွေလည်းပဲရှိပါတယ်ဒါကတော့ဒီတိုင်းပဲချွင်းချက်အနေနဲ့မှတ်ထားရမှာဖြစ်ပါတယ်ဥပမာအဖြစ်ဂေါဟန်အိုဘန်တိုအိုဒန်ဝါ ဒီလိုမျိုးစကားလုံးတွေပေါ့နော်ကောဟန်ဆိုရင်ဒါကအဲခွံ့ယုံမီဖြစ်ပါတယ်မဲ့ကောနဲ့တော့နေအိုဘန်တိုးဆိုရောဒါကအဲအွံ့ယုံမီဖြစ်တယ်တရုတ်စကားလုံးတွေဖြစ်တယ်ဒါပေမဲ့အိုတုံးပါတယ်အဲအဲ့လိုမျိုးပေါ့နော်ချွင်းချက်လေးတွေလည်းရှိပါတယ်ဟုတ်ပြီအိဇမဲစာကြောင်းအနေနဲ့ဝတ်တရှိဆွန်ခေကောလို့ခေါ်တယ်တစ်ဖက်လူကိုမြင့်ပြီးတော့ပြောတဲ့ပုံစံမျိုးလေးနဲ့ပြောကြည့်ရအောင်ပါဟုတ်ပြီအိဇမဲအနေနဲ့အိုခါရီဒက်စကာစတေကီနာအိုကူရမတ်ဒက်စနေအဲ့စတဲ့ဖြစ်ပေါ့နော်ဆွန်ခေကောအနေနဲ့တုံးလို့ရပါတယ် နောက်ထပ်ခန်းကြောကအနေနဲ့သုံးမယ်ကိုကိုကိုနှိမ့်ပြီးတော့ပြောကျင်တဲ့အခါမျိုးမှာဆိုရင်ရှာချောအိုကိုအာနာရှိမတ်စ်ရှင်ဂိုတိုအိုအိုတက်ဆဒိုင်ရှိမတ်စ်ဆိုပြီးတော့သုံးလို့ရပါတယ်ပြီးတော့ဒီတိုင်းပေါ့နော်ဆွန်ခေကခန်းကြောကမဟုတ်ဖ ೇನೆ ဒီတိုင်းပဲရင်ကြီးကြီးပြောကျင်တဲ့အခါတွေလည်းသုံးလို့ရတယ်ဥမာအဖြစ်အိုဆူရှိအိုနေဂိုင်ကိုဂျူရှော့အစားတဲ့ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးရင်ကြီးကြီးလေးသုံးကျင်တဲ့အခါတွေမှာလည်းပဲသုံးလို့ရပါတယ် ပါပြီအဲ့ဒါဆိုရင်တော့မင်းဆန်တို့ကအိုနေဂောရဲ့ခွဲခြားပုံခွဲခြားနည်းလေးတည်သွားပြီလို့ထင်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြမယ်နော်ဆိုတော့မတာစကီနိုတို့ကတည်းအိုင်မရှော့ဘိုင်ဘိုင်